ကဲ UFC Flyweight and Championship ပန်းသူကြာကတော့ Joshua ဘန်နဲ့သူနဲ့ထိုးကြမဲ့အချိန်ကို UFC ကိုတောင်းဆိုလိုက်ပြီလေဖြစ်ပါတယ်ပန်းသူကြာကတော့ဒီဇင်ဘာလမှာ Joshua ဘန်နဲ့ကပတ်ကကွယ်ပွဲကစားခြင်းနဲ့ဆိုပြီးတော့ UFC ဥက္ကဋ္ဌ Dana White ကိုပြောဆိုလိုက်ပြီလေဖြစ်ပါတယ် ဂျေရှွာမန်နဲ့ပန်သူချာတို့ပွဲကို UFC ဘက်ကပွဲတည်ဖို့ကတိပြုထားတာကတော့အလုံးလေအခုဆိုရင်တည်ပြီးသွားပြီထင်ပါရီကွင်းနေတီဂျေရှွာမန်ကိုခေါ်ပြီးတဲ့ face out လုပ်ပြတာကိုကျွန်တော်အနေနဲ့တွေ့ရတယ်။ဒါမဲ့ဘယ်ချင်းကစားရမလဲဆိုတာကတော့အခုတည်းကမပြောသေးဘူး။ဒါမဲ့ချန်ပီယံကြီးပန်သူချာကတော့ဒီဇင်ဘာလမှာကျင်းပမေး UFC 323မှာပြီဂျေရှွာမန်နဲ့ကပတ်ကွယ်ပွဲကစားခြင်းနဲ့ဆိုပြီးတော့ထုတ်ပြောလာခဲ့တာပဲဖြစ်ပါရီ။ ဂျရှွာဘန်ကတော့ UFC 339ကိုအပြီးမှာဆရာဝန်က45ရက်အနားယူခိုင်းနေလို့သိရပါရီအခုလာမယ့်ပွဲကသက်တော်ရှည်ချန်ပီယံကြီးပန်တိုဂျာနဲ့ဂျရှွာဘန်ကစားရမှာဖြစ်တဲ့အတွက်ဘန်ကြီးအတွက်ကတော့ပြင်ဆင်ချိန်ရလိမ့်ဖို့ကောင်းလေးပါပြီ UFC 323ကိုလည်းအခုဘန်ရှုံးပွဲလုံးဝမရှိသေးတဲ့အခုကျွန်တော် Brandon Reba နဲ့ထိုးခဲ့တဲ့ Les Vegas မှာပဲကျင်းပသွားမှာပဲဖြစ်ပါရီဂျရှွာဘန်နေနေဆက်လက်ပြီးတော့ဒီသူရဲ့အောင်မြင်မှာ ဒီပွဲကိုထွေးရဖို့တော့ပြည်သက်တွေကလည်းမျောလင့်နေကြပါဂျိုရှွာဘန်ကလည်း2025မတိုင်ခင်မှာချန်ပီယံကပတ်ကိုရောက်ယူမယ်ဆိုပြီးတော့ပြောခဲ့တယ်မဟုတ်ပါလားဘန်နဲ့ချန်ပီယံကစားမယ်ဘန်သူဂျာရဲ့အခြေအနေကိုသိရတဲ့လောက်ကျွန်တော်အနေနဲ့ပြောပြချင်တယ်ဘန်သူဂျာက BJJ သမားဆိုတော့တိတိအတိုင်းပဲ ground point တွေကတတော်လေးကိုကောင်းတယ်နော်သူ့ရဲ့ပွဲတွေအလုံးနီးပါးက ground point နဲ့ချုပ်ကွက်နဲ့နိုင်နာရီကြီးပဲဗျာခန္ဓာရီကတတော်လေးကိုမြင့်နေစိတ်ရှိရှိနဲ့ကစားတတ်တဲ့ချုပ်ကွက်တွေပိုင်းနေ အားနည်းချက်ကိုကြည့်မယ်ဆိုရင်သူကဒါကျွန်တော်အသက်35 36ရောက်တော့မယ် stand fight ကတိတ်မကောင်းဘူးပြီးတဲ့ခါကျတော့တက်လုံလေးနည်းနည်းချနေပြီ KO နဲ့နိုင်ပွဲက10ပွဲချုပ်ွက်နဲ့ကတော့နိုင်တဲ့ပွဲတွေကတော်လီဦးကိုများပါရီအချုပ်မကန်မေးစိုင်ထုံးမယ်ဆိုရင်တော့ Joshua ဘန်ကအသာကြီးပါခက်တာကကျွန်တော်တို့ boxing သမားတွေအနေနဲ့ BJJ သမားတွေတို့ရင်တော့အနည်းများတော့တိုင်ပတ်သက်တာပါပဲเนาะကျွန်တော်တို့ Ray Surya နဲ့ပွဲမှာဆိုရင် Joshua Man ဟာ ဘရူနိုစီဘာနဲ့ပွဲတော်ကထက်တောင်တတော်လေးကိုအခက်တွေ့တာကိုကျွန်တော်နေတွေ့ရတယ်။ဒါပေမဲ့ကျွန်တော်တို့ဘန်ကြီးကလေထိန်းတော် defense တွေတတော်လေးကိုကောင်းတာကိုတွေ့ရတယ်ပေါ့နော်။ဆိုတော့ဒီကြားထဲမှာပြင်ဆင်ခြင်းလေးရှိမြင်ဆိုတော့ကောင်းမှုမို့ round 5ဘိုင်းကိုပါကျွန်တော်တို့လေ့ကျင့်ပြင်ဆင်မယ်ဆိုရင်တော့ဖြစ်တတော်လေးကိုကောင်းတဲ့အနေအထားမှာကျွန်တော်နေနေတွေ့မြင်ရမှာပါ။အခု champion ကြီးဖြစ်တဲ့ပန်သူချာကလေ Joshua Ban နဲ့လုံးလူတောက်လူဆိုတော့လေသူတို့ Legend ချိန်ကလေအများကြီးရှိသေးဆိုတော့ Ban အနေနဲ့ BJJ ကိုပါတွဲပြီးတော့ Legend တွေကဘိုင်းရဲ့လက်ထက်မှာရှိမယ်လို့ကျွန်တော်ပိတ်သက်တဲ့အနေနဲ့ယုံဖို့ယုံကြည်ပါတယ်เนาะ